တစင်ပြိတ္တပေါမင်္ဂလာပါဧပြီလ9ရက်နေ့မှဧပြီလ17ရက်နေ့ထိခေါနေသောတောင်းမြတ်အတွက်တပတ်အတွင်းလုပ်ငန်းဆောင်တာများနဲ့ကောင်းချီးဆိုခြင်းဆောင်ရွက်ဆောင်ရွက်များကိုဗားရှာကြီးဒေါက်တာမင်းသိန်းခါ၏နည်းစနစ်အတိုင်းကျွန်တော်ဆရာသိန်းတိုင်ဆိုမှတဲရောဖြင့်သေးစိတ်တွက်စစ်ပေးထားပါသည်တနင်္ဂနွေတောင်းမြတ်များတရက်တွေအတွင်းမှာဘာသာရေးလုပ်ငန်းတွေဖျားဖို့ခီးတွေပေါ်လာပါလိမ့်မယ်အဓိဋ္ဌာန်တစ်ခုခုလည်းဝင်သင့်ပါတယ် မိကောင်းဆရာကောင်းတွေတွေ့ပါလိမ့်မယ်။ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊စာမွေးကိစ္စတွေထူးပဲကောင်းပါလေ။ဆက်တူကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။စာချုပ်ချုပ်ရမယ့်ကိစ္စတွေလည်းအဆင်ပြေပါလိမ့်မယ်။ဖြူရင်းပြပါခီးကောင်းတွေကြုံနိုင်တဲ့ချိန်လေးဖြစ်ပါလိမ့်။ငွေကန်လေးလည်းကောင်းနေပါလိမ့်မယ်။အလှူတန်း၊မင်္ဂလာကိစ္စတွေနဲ့ပတ်သက်ရတတ်ပါလိမ့်။အောက်လက်ငယ်သားကိစ္စ၊အထည်အထိဖက်နဲ့လျှက်စစ်ကိစ္စ၊အိနီယာကိစ္စတွေမှာတော့စမ်းသပ်မစောတင်သေးပါဘူး။စက်ပစ္စည်း၊ဆိုင်ခန်း၊မြေအမွေဖုန်းကိစ္စများအချို့ပေးအောင်မြင်နိုင်ပါတယ်။ အင်တော်ရှင်များချစ်သူကြီးသားများပျော်ရွှင်ွယ်ခီးကောင်းတွေကြုံရတတ်ပါလေ။ကျမ်းမာရေးအနေနဲ့ကတော့လေထိုးလေအောင်နှလုံးဒူးနာဂယုစိုက်ဖို့လိုပါလေ။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကနန်းတွေကတော့6ကနန်း5ကနန်းပဲဖြစ်ပါလေ။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းနာစေဖို့အတွက်မိမိပေါ်ကျေးဇူးပြုဖို့သူများအားအာယုံပြုပြီးတော့မေတ္တာပို့တာပေးလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများ ပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ တနင်္လာသားမီးများဒီရက်တွေအတွင်းမှာထွက်နေဆုံးရှုံးနေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်တတ်ပါတယ်။ကွဲကွာနေသူတွေနဲ့လည်းပြန်လည်စုံစည်းရတတ်ပါတယ်။လုပ်ငန်းတက်တွေစတာ၊နေရာပြောင်းတာ၊အခြေအနေပြောင်းတဲ့ကိစ္စတွေအကျိုးပေးအောင်မြင်နိုင်ပါတယ်။ပြိုင်ဆိုင်ကိစ္စတွေမှာလည်းအောင်မြင်ပါလိမ့်မယ်။ပြူရင်းပြပခီးတွေလည်းအောင်မြင်မှုရရှိပါလိမ့်မယ်။အတီးအနှံတက်တန်တို့ရေထွက်ကုန်၊ရွှေအလှကုန်၊တရစ်စစ်ပစ္စည်းခီးသွားလာရေးလုပ်ငန်းတွေအောင်မြင်နိုင်တဲ့ချိန်ဖြစ်ပါတယ်။ ငွေကတော့တအားဝင်ပြီးတအားထွက်နေပါလိမ့်မယ်။ဆွေမျိုးတွေရဲ့ပြဿနာကိုဖြေရှင်းပေးရတတ်ပါတယ်။အင်းတော်ရှင်များချစ်သူကြီးသားများအနေနဲ့မောင်နှမသားချင်းတွေကိုကူညီထောက်ပံ့ရတာမျိုးကြုံရတတ်ပါတယ်။ဘာမဆိုအထင်းတော်လေးတွေကြုံပေမဲ့အောင်မြင်နိုင်တဲ့ကိန်းဖြစ်ပါတယ်။ ။ကျမ်းမာရေးအနေနဲ့ကတော့ one by ဥကောင်းအစ်စ်မြင့်ဂယူဆိုင်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကန်ကောင်းစေတဲ့ကဏန်းတွေကတော့၈ကဏန်း၄ကဏန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်မိတ်ဆွေများကိုတရားယူဒါနပြုလုပ်ရင်းလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ အင်္ဂါတောင်းမြေများဒီရက်တွေအတွင်းမှာအဖိုးတန်ပစ္စည်းတွေဝယ်တာစုဆောင်းတာကွန်ပစ္စည်းတူလောင်တာတွေပြုလုပ်တင်ပါတယ်ငွေကတော့ထူးရွှင်နေပါလိမ့်မယ်အလူမင်္ဂလာပွဲလန်းတွင်တွေလည်းကြုံရတတ်ပါတယ်နိုင်ငံခြားလူမျိုးခြားနဲ့ပတ်သက်တဲ့အလုပ်တွေအောင်မြင်မဲ့ချိန်ဖြစ်ပါတယ်ပြည်တွင်းခရီးတွေလည်းကောင်းနေပါတယ်အင်အစာဦးကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်ထဲထီးဖနဲ့လျှက်စစ်ပစ္စည်းထီကားကြောက်ကွန်ပျူတာကင်မရာကြက်ငါစတဲ့အလုပ်တွေတိုးချဲ့ပြီးလုပ်ကိုင်တင်တဲ့ချိန်ဖြစ်ပါတယ်မရင်းဆရာရင်းတွေနဲ့တော့အဆင်မပြေလမ်းခွဲရတတ်ပါတယ် မြေအမွေဖုံပညာရေးတင်နန်းကိစ္စတွေမှာဆက်ရှုပ်ရတတ်ပါတယ်။အိမ်တော်ဘက်နဲ့ချစ်သူကြီးသားတွေကကျင်းနူးချမ်းမွေးပွဲရကောင်းတဲ့တင်ငန်းကောင်းတွေကြားရတတ်တဲ့ကိမျိုးလဲကြုံရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့အာယုံကျော်လီဝမ်စီမျက်စိဂယူးဆိုင်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကံကောင်းစီတဲ့ကနန်းတွေကတော့ခုနှစ်ကနန်း၅ကနန်းပဲဖြစ်ပါတယ်။ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစီဖို့အတွက်အိမ်ဖျားမှာမုတ်တီကတ်လူပေးလိုက်ပါ မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ဗုဒ္ဓဟူသောများတဲ့တွေအတွင်းမှာနေရထိုင်ခဲ့စာဦးကိစ္စတွေမတင်မကျဖြစ်နေပါလိမ့်မယ်စိတ်လေစိတ်နှခွဖြစ်စရာတွေစုံမြရခက်တာတွေကြုံရတတ်ပါတယ်အိမ်ကထွက်သွားကြတာမျိုးလဲကြုံရတတ်ပါတယ်စိတ်ရှိရှိခေါင်းရီထားပြီးတနေမင်းမင်းလှုပ်တဲ့နယ်ကာလာလေးဖြစ်ပါတယ်အပေါင်းနဲ့အချင်းကကိစ္စတွေရှုပ်ထွေးတတ်ပါတယ်ပြေတွင်ခီစံစီစေစာဆက်မှုလုပ်တွေမှာအလွဲချော်အလေလွင့်များနေပါလိမ့်မယ် ဓာတ်စီဒီဇယ်ဓာတ်တထုမြေဖုန်းပညာရေးအထည်ထိဖက်နဲ့ဓာတ်ပုံလျှက်စစ်ပစ္စည်းလုပ်ငန်းတွေကတော့တိုးချဲ့ပြီးလုပ်ကန်တင်နေချင်းဖြစ်ပါတယ်။အလုပ်တွေလုပ်ရပြီးငွေမျိုးနေတတ်တဲ့ကိမျိုးလေးဖြစ်ပါတယ်။ဝန်ထမ်းရှားသူနိုင်ငံခြားကိစ္စတွေမှာတော့အထူးပဲကောင်းပါတယ်။အင်းတော်ရှင်များချစ်သူကြီးသားများစစ်တော်တော်ကောလဲစရာတွေကြုံရတတ်ပါလေ။ကျမ်းမာရေးအနေနဲ့ကတော့အကျော်အစ်စ်အစာမဆေးမသွားသွေးဒုက္ခပီးတတ်ပါလေ။ဒီတစ်ပတ်မှာကံကောင်းစီတဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၇ကဏ္ဍပဲဖြစ်ပါလေ ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်နွမ်းမသူများကိုစက်တုံပြူဒါနာပြုလို့ရင်လိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့အခက်အခဲဒုက္ခများပြပြောက်တွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်ဂျာတာပရိသားမျိုးများဒီရက်တွေအတွင်းမှာကွဲကွာနေသူတွေနဲ့ပြန်ဆုံလာရဲဝေးကကုညီကောင်းတွေရခြင်းများကြုံပါလိမ့်မယ်ငွေကားတော့တအားဝင်သလိုတအားလဲထွက်နေပါလိမ့်မယ်။မထင်မှတ်တဲ့ဘာသာရေးပညာရေးအခွင့်အလမ်းကောင်းတွေပေါ်လာပါလိမ့်မယ်။နေရာသစ်အိမ်သစ်လုပ်ငန်းသစ်အစီအစဉ်တွေအထူးပဲကောင်းပါလိမ့်။ ရဲဝေးပြပကိစ္စတွေလည်းဦးစားပေးပြီးတော့စီစဉ်တင်ပါတယ်။အတိအနှံရေထွက်ကုန်တစ်တန်တို့လုံများတိုးချက်တဲ့ချင်းဖြစ်ပါတယ်။ရန်လိုသူများနေတက်ပါတယ်။ဘလောက်ပဲသတိထားထားပြဿနာတွေကရောက်လာတက်ပါတယ်။မီးလျက်စစ်တကူသတိထားတဲ့ကာလလည်းဖြစ်ပါတယ်။ရှာရူးနေရာကိစ္စတွေမှာအနောက်ရှက်တွေကြားကအောင်မြင်တတ်ပါတယ်ဆက်တူလုပ်တွေအရေးကြီးစာရွက်စာတမ်းတွေဂရုစိုက်ဖို့လိုပါတယ်အိမ်အောင်ဘက်ချစ်သူကြီးစားရဲ့အလုပ်အောင်မြင်မှုကြားရတာမျိုးလဲကြုံရတတ်ပါတယ် ကျမ်းမာရေးအနေနဲ့ကတော့သွားသွေးအာယုံကြောဂယုစိုက်ဖို့လိုပါတယ်ဒီတစ်ပတ်မှာကံကောင်းစီတဲ့ကနန်းတွေကတော့တကနန်းရှစ်ကနန်းပဲဖြစ်ပါတယ်ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်လမ်းကျန်းကွက်တွေမှာမြေဖို့ပြီးလိုရာစု တောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်တောက်ကြတောင်းမင်းများတရက်တွေအတွင်းမှာစက်တူကိစ္စစားကြောလုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်စိုင်းတစ်အိမ်တစ်နေရာတစ်ကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ် ိုးတန်စက်ပစ္စည်းအိမ်တော်ပြည်ပေါ်ကပစ္စည်းတွေဝင်လာပါလိမ့်မယ်။မထင်မှတ်ဖဲနဲ့နိုင်ငံခြားလူမျိုးကြားအဆက်အသွယ်ကူညီကောင်းတွေပေါ်လာတတ်ပါတယ်။မထင်မှတ်ကြကိစ္စလေးတွေတော့များနေပါဦးမယ်။ဟိုဟာလောက်ရတော့မလို့လို့ဒီဟာလောက်ရတော့မလို့လို့နဲ့အချိန်တွေကုန်နေတတ်ပါတယ်။ငွေကိစ္စပစ္စည်းကိစ္စအယောင်းဝယ်ကိစ္စတွေမှာတိလွဲလေးတွေလွဲနေတတ်ပါတယ်။ဘာမဆိုခေါင်းရင်းနဲ့ဆုံးမြတ်တဲ့ကာလာမျိုးဖြစ်ပါတယ်။အောက်လက်ငယ်သားကြောင့်ဆိတ်ရှုပ်ရတတ်ပါတယ်။အနီးကလူရင်းတွေကတစ္ဆာဖောက်တာမျိုးလဲကြုံရတတ်ပါတယ်။ လူမင်္ဂလာကိစ္စမြေကိစ္စဖုန်းကိစ္စများအဆင်မပြေမှုများနေပါဦးမယ်။အင်တော်ရှင်များချစ်သူကြီးသားများထင်လွဲနေတဲ့ကိစ္စတွေအဆင်ပြေသွားပါလိမ့်မယ်။ကျမ်းမာရေးနေကတော့ခြေရောက်ခါပိုက်ဂယုစိုက်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏန်းတွေကတော့၄ကဏန်း၁ကဏန်းပဲဖြစ်ပါတယ်။ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်နွမ်းမသူများကိုဆက်ပြလှူဒန်းပေးလိုက်ပါမိ쇠တို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည် စနေသားမျိုးများတဲ့တဲ့အတွင်းမှာငွေဟောင်းချွေဟောင်းပစ္စည်းဟောင်းတွေပြန်ရတက်ပါလေဖက်ဖက်ကခွန်းလန်းကောင်းတွေလည်းပေါ်လာပါလိမ့်မယ်အလုပ်တွေချဲ့တင်တိုးတင်အချိန်မြင့်တဲ့ကာလဖြစ်ပါလေကံတရားကကိုယ့်ကိုမျက်နှာသာပေးတဲ့ကိမျိုးဖြစ်ပါလေငွေရွှင်ပါလိမ့်မယ်ရွှေကံလေးလည်းကောင်းနေပါလိမ့်မယ်အနုပညာအလုပ်အလှကုန်ကကြော့ကွန်ပျူတာကင်မရာလုပ်တွေမှာကျိုးမြတ်တွေရရှိနိုင်ပါလေဆက်တူကိစ္စစာချုပ်ကိစ္စတွေတော့သတိထားဖို့လိုပါလေကိုတိုးတဲ့အောင်မြင်လာတဲ့အပေါ်မှာမနာလိုပြန်ဆန်းတွေလည်းပေါ်လာတတ်ပါလေ တမင်ရန်ဆခံရတာမျိုးလဲကြုံရတတ်ပါတယ်အမှုလဲပတ်တတ်ပါတယ်ပြွရင်းပြပါခီးတွေမရေမယာဖြစ်နေပါဦးမယ်အောက်လက်ငယ်သားတို့အကျိုးပေးမဲ့ခြင်းတော့ဖြစ်ပါတယ်အိမ်တော်ဘက်ချစ်သူကြီးစားရဲ့လုပ်ငန်းတိကိစ္စတွေအောင်မြင်ပါလိမ့်မယ်ကျမ်းမာရေးအနေနဲ့ကတော့စီးမျက်စိတွားသွေးယူဆိုင်ဖို့လိုပါတယ် ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့6ကနန်း2ကနန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစီဖို့အတွက်ကလေးများကိုကော်ဖီနဲ့ကိတ်မှုဒါနပြုလုပ်ပေးလိုက်ပါ။မိတ်ဆွေတို့အခက်အခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။ခொနည်းသားမျိုးပြည့်တတ်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရဲ့လို့ဘာဆရာကြီးဒေါက်တာမင်းသိန်းခိုင်တပင်းဖြစ်သောကျွန်ုပ်ဆရာသိန်းတိုက်ဆိုမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်။